ယူအက်ဖ်စီပွဲတွေပုံမှန်ကြီးတဲ့လူတယောက်အနေနဲ့ပွဲကြီးတွေမှာဖိုက်တာတွေရှင်ပြိုင်နေတဲ့ပုံကိုနောက်ွယ်ကနေပြီးအာပေါင်းအာရင်တန်တန်သုံးသက်အစီရင်ခံနေတဲ့အပြင်ပွဲပြီးအင်တာဗျူးမှာဖိုက်တာတွေကိုတလေတစားပြောဆိုဆက်ဆံပြီးတော့မိခုံးနေမေးနေတဲ့လူတယောက်ကိုကျွန်တော်တို့တွေးကြည့်ကြမယ်ဆိုရင်မြင်ကြည့်ကြမယ်ဆိုရင်တော်တော်များများကဂျိုးဆော်ရကန်ကိုပဲပြေးပြီးမြင်မိကြလိမ့်မယ်လို့ထင်ပါတယ် မြန်မာပြည်သက်တွေအနေနဲ့ကတော့ဂျိုးဆိုရကန်ကို UFC နဲ့ဆက်ဆက်ပြီးပဲသိကြတာများပြီးတော့တခြားအကြောင်းအရာတွေဆက်ဆက်မှုတွေကိုတော့သိပြီးတော့မသိကြဘူးဂျိုးစ်ကို1968ခုနှစ်အမေရိကန်မျိုးကျစီပြည်နယ်ကနယူးယောက်ဆိုတဲ့မြို့လေးမှာမွေးဖွားခဲ့တယ်ခလေးဘွားကဇေယျကျန်းနဲ့ဖခင်ကြောင့်သူ့အသက်9နှစ်အရွယ်မှာပဲမိဘတွေကအိမ်အောင်ကွဲခဲ့ကြတယ်အသက်9နှစ်မှာ သူ့ရဲ့အမေကနောက်ထပ်အိမ်တော်ပြုတ်လိုက်ပြီးတော့အဲ့ဒီအမေနဲ့ပဲမာဆာဂျိုးဆပ်ပြည်နယ်ကိုပြောင်းပြီးတော့အခြေချခဲ့ပြီးတော့အဲ့ပြည်နယ်မှာပဲကြောင်းတက်ဘွေရခဲ့တယ်။မာရှယ်နဲ့ပတ်သက်ပြီးတော့ဂျိုးကာတိုက်ကွန်ဒိုကစ်ပောင်ဆဲဂျူဂျစ်ဆူတို့ကိုကျောင်းကျင်းတက်တယ်။သူပထမဆုံးထိတွေ့ခဲ့တာကတော့တိုက်ကွန်ဒိုဖြစ်ပြီးတော့ကမ္ဘာနဲ့အထိရခဲ့သလိုပြိုင်ပွဲတွေမှာလည်းဝင်ပြိုင်ခဲ့ပြီးတော့အသက်16နှစ်မှာပဲ US Open တိုက်ကွန်ဒိုမှာချန်ပီယံအထိဖြစ်ခဲ့တယ်။ဂျူဂျစ်ဆူကတော့ Rice Gracie ရဲ့ပွဲတွေကိုကြည့်ပြီးတော့ စိတ်ဝင်စားလာရာကနေပြီးတော့စပြီးတော့တင် जा ခဲ့တယ်ကမ္ဘာနဲ့ကို Jinjack Machado စီမှာ2012မှာရခဲ့ပြီးတော့ Eddie Bravo ရဲ့ Tan Planet Jujutsu စီမှာလည်းကမ္ဘာနဲ့ထပ်ယူထားသေးတယ်ဂျိုးရဲ့ပထမဦးဆုံးအသက်မွေးအလုပ်ကဟာတာလို့ရှင်တော့ပါဘယ်သူမှမထင်ခဲ့ကြဘူးလို့ထင်ပါတယ်အဲ့ခေတုန်းကနာမည်ကြီးဟာတာလို့ရှင်တော့ Richard Pryor ရဲ့ဟာတာဗီဒီယိုတွေကိုသူကသဘောကျပြီးတော့1980နောက်ပိုင်းနှစ်တွေမှာလို့ရှင်တော့စလုပ်ခဲ့တယ်မြန်မာနဲ့မတူတာကအမေရိကန်မှာကလိုရှင်တော်လို့သူကတယောက်တည်းပဲ state sing ပုံမှာ တက်ပြီးတော့ပြိတက်တွေကိုထွေရလေးပါပေါ့နော်ရှောက်ပြောရတယ်ဟာသားတွေရှောက်ပြောရတယ်1990နောက်ပိုင်းမှာတော့သူ့အလုပ်တိုးတက်ရာတိုးတက်ကြောင်းဖြစ်တဲ့ နယူးယောက်ကိုပြောင်းပြီးတော့1994မှာ Fork အတန်လွင့်ကွန်ရက်ကထုတ်လင်းတဲ့ Harvey ဆိုတဲ့ဟာသအစီအစဉ်တစ်ခုမှာဝင်လုပ်ခဲ့တယ်။အဲ့နောက်2000ခုနှစ်မှာတော့အမျိုးသားအတန်လွင့်ဌာန Fear Factor ဆိုတဲ့ TV အစီအစဉ်မှာပင်နိုင်တင်ဆက်သူအနေနဲ့စပြီးတော့လုပ်ကင်ပြီးတော့လူသိများလာတယ်။ UFC နဲ့ပတ်သက်လို့1999လုံးကလုပ်ခဲ့တဲ့ပွဲတွေမှာအင်တာဗျူးလုပ်ခဲ့တယ်။ပြီးတော့ဆက်မလုပ်ဖြစ်ပါနဲ့ပရိသတ်အနေနဲ့ပဲဆက်လက်ပြီးတော့ပါဝင်နေခဲ့တယ်။2000တခုနှစ်မှာတော့ဥက္ကဋ္ဌဒေနာဝိုင်းနဲ့ပုဂ္ဂိုလ်ကြီးအရာယင်းနီးလာခဲ့ပြီးတော့တိုက်ခိုက်အာဂါသားနဲ့ပတ်သက် လို့ဂျိုးဆက်ဘရူးဒူတာကြွယ်ဝတာကိုသဘောကျတဲ့ဒေနာက2002ခုနှစ်မှာပဲ UFC ပွဲတွေရဲ့နောက်ခံစကားပြောသူအနေနဲ့ကွန်မန်တေတာအနေနဲ့လှုပ်ဖို့ကန့်လန့်ခဲ့တဲ့အတွက်ကြောင့်မလို့2002ခုနှစ်ဂျွန်လ22ရက်နေ့မှာလှုပ်တဲ့ UFC 37မှာစပြီးတော့တည်ဝင်စလုပ်ဖြစ်ခဲ့တယ် လုတ်ဖြစ်ခဲ့ပုံလည်းပြောပြမယ်။ဒေနာကဂျိုးစ်ကိုကွန်မတီတာလုံးဖို့ပြောတော့ဂျိုးစ်ကငါကြိုက်တဲ့ပွဲတွေကိုအလကားကြည့်ခွင့်ရမယ်။ပြီးတော့အနီးကပ်ဆိုမှလည်းကြည့်ရမယ်ဆိုရင်အလကားလုတ်ပေးမယ်ဆိုပြီးတော့၄-၅ပွဲလောက်ထိကွန်မတီတာအနေနဲ့ free လုတ်ပေးခဲ့တယ်။နောက်ပိုင်းမှသာသူက UFC တီးရနေပြီးတော့ပစံတောင်းတာပါ။အခုချိန်ထိတွက်ကြည့်လိုက်မယ်ဆိုရင်ဂျိုးစ်ရဲ့ UFC တက်တန်းခါဆယ်စုနှစ် နှစ်ခုစာကြော်ကြော်လောက်ကိုရှိနေပါပြီ။ Jose ရအောင်မြင်သောလုပ်ငန်းက2009ခုနှစ်ဒီဇင်ဘာမှာစတင်ခဲ့တဲ့ Jose Rogan Experience အသံလွှင့်အစီအစဉ်မှာ YouTube မှာ Powerful JRE လို့ရိုက်ရှာလိုက်ရင်ပေါ်လာပါလိမ့်မယ်။အဲ့ဒီအစီအစဉ်ကလက်တလုံးဖြစ်ပြနေတဲ့အရာတွေကိုလူစိတ်ဝင်စားမှုများစေတဲ့ခေါင်းစဉ်တွေနဲ့ Jose ကသူ့ရဲ့ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေကိုဖော်ပြတာဖြစ်ပြီးတော့ Nepal အသီးသီးကထင်ရှားကြော်ကြားတဲ့လူတွေကိုပါဖိတ်ခေါ်ပြီးတော့ပို့ပါပါစကားပြောတဲ့ podcast အစီအစဉ်တွေဖြစ်ပါတယ်။ အဲ့ထက်ကအရန်လူသိများတဲ့ပုဂ္ဂိုလ်တချို့ကတော့နခရပညာရှင်ဖြစ်တဲ့ Neil deGrasse Tyson, billionaire Elon Musk, လက်ရှိသမ္မတ Donald Trump တို့ပါဝင်နေ။ဒါပေမဲ့တချို့ကိစ္စတွေကသူရဲ့ထင်မြင်ယူဆချက်တွေကအရန်ပြန့်ထန့်လို့အချို့အဖွဲ့အစည်းတွေနဲ့လည်းပြဿနာတက်ခဲ့ဖူးတယ်။ဥမာ COVID ကာကွယ်ဆေးနဲ့ပတ်သက်ပြီးတော့မလိုဘူးလို့ပြောခဲ့တာတွေကြောင့်ကျန်းမာရေးအဖွဲ့အစည်းတွေရဲ့ဘိုင်းကောလောက်တာကိုခံခဲ့ရဖူးတယ်။နောက်တစ်ခုကလိန်ပြောင်းထားတဲ့ကစားသမားတွေကိုအကစားပွဲတွေမှာ ပေးမပြိုင်တင်ဖို့လို့တုံးသက်တာကြောင့် LGBT အခွင့်အရေးလှုပ်ရှားသူတွေရဲ့ဝေဖန်တိုက်ခိုက်မှုကိုလည်းခံခဲ့ရဘူးတယ်။သူ့ရဲ့အသက်တင်ကြွယ်ဝမှုကခံမှန်းကြေပေါ့နော်။ဒေါ်လာတန်း100လောက်ရှိမယ်။2000တခုနှစ်ကနေ2006ခုနှစ်အထိသူဦးဆောင်ထုတ်လုပ်ခဲ့တဲ့ Fear Factor ဆိုတဲ့ TV series မှာနေဒေါ်လာတန်းနဲ့ချီပြီးတော့ပိုက်ခဲ့ရတယ်။ Jones အနေနဲ့ UFC တကြီးဒေနာဝိုင်းနဲ့ပုံကိုအရာယင်းနီလို့သာကွန်မန်ဒေတာအနေနဲ့လှုပ်ပေးပေမဲ့သူရဲ့အဓိကဝင်ဝင်ကတော့ Joe Sorgan Experience လို့ခေါ်တဲ့အတန်လွင်အစီအစဉ်ကပဲဖြစ်ပြီးတော့ 2024မှာအတန်လွင့် platform တစ်ခုနဲ့နှစ်ရှည်စာချုပ်ချုပ်ပြီးကတဲ့ကသူ့ရဲ့စုစုပေါင်းဝင်ငွေကတနစ်ကို average ဒေါ်လာတန်း60ဝန်းကျင်လောက်ရှိပါတယ်တော်တော်များများပါပဲ Google မှာ Joe Sorgan ဆိုပြီးရိုက်ရှာလိုက်ရင် UFC commentator ဆိုပြီးပေါ်လာမှာမဟုတ်ဘဲနဲ့ American podcaster ဆိုပြီးတော့ပဲကြာလာမှာပါဒါကိုကြည့်ချင်းအားဖြင့် Joe Sorgan ရဲ့ financial work က podcaster လို့ပြောလို့ရတယ်နောက်ပြီး Joe's က owner လို့ခေါ်တဲ့အားကစားပစ္စည်းတွေရောင်းချတဲ့ company နဲ့ company မသားရှစ်ဆိုတဲ့ club ကိုလည်းပိုင်ဆိုင်ထားသေးတယ် ဂျက်စီကာဒီဆယ်လို့ခေါ်တဲ့ Courtney Waitress တယောက်နဲ့2009ခုနှစ်မှာလက်ထပ်ခဲ့ပြီးတော့2010နဲ့2010မှာသမီးနှစ်ယောက်မွေးထားပါတယ်။သူမိန်းမတဲ့အရင်းကြီးစားနဲ့ရတဲ့သမီးတယောက်ကိုလည်းမွေးစားထားတဲ့အတွက်ကြောင့်မလို့စုစုပေါင်းသမီး3ယောက်ရှိပါတယ်။သူကအခုလက်ရှိ Texas ပြည်နယ်အော်စတင်မြို့ကဒေါ်လာ14.4သန်းတန်တဲ့ ိမ်ကြီးမှာမိမဖြစ်သူနဲ့သမီး၃ယောက်နဲ့အတူနေထိုင်လျက်ရှိပါတယ်။အခုဆိုရင်တော့အသက်58နှစ်ဝင်းကျင်ထဲမှာရှိနေပါပြီ။အမေရိကန်ရဲ့စံနှုန်းအရဆိုရင်နောက်တဲ့၈နှစ်လောက်ဆိုရင်ကွန်မန်ဒီတာဘွားကရောပေါ့ကတ်စတာဘွားကနေရောအနားယူသားဖို့ရှိပါတယ်။ဆိုတော့ J Fire ပြောသူလို့ပြောရမယ်ဆိုရင်ရှီတုံးလေးဓာတ်ပုံတွဲရိုက်ထားဖို့ဗျာ။ဘာလို့လဲဆိုတော့အရာရာကသင်္ခါရသဘောတရားနဲ့ကြီးပဲဖြစ်နေလို့ပါ။ဟုတ်ကဲ့ကျွန်တော်ပြောတာပါ။ဂျိုးဆော့ကန်ရဲ့အကြောင်းကတော့ဒီလောက်ဆိုရင်လောလောလောပြီလို့ထင်ပါတယ်။တဒါ social media platform တွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူးအဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ promo code MSN1H ကိုသုံးပါ